Ciao! Ciao, buongiorno a tutti! Ciao. lui, ma io ce ne vale? Io ce ne vale, c'è la galleria Cemava, galleria di Milano, sole, galleria Cemava, sì. Dinero, di ma come niente, tanto lene, io mi sapevo, no? Mi le sapevo. Oh. ဆိုတော့ကတော့ University of Milan Statale IMS မှာတက်နေရပထမနှစ်တက်နေရအကြောင်းစုံမြင့်ဖြစ်ပါတယ်။음ညီမကတော့ဖူးဖွင့်ခိုင်မှာညီမလည်း IMS မှာပထမနှစ်တက်နေရပါ။ညီမကတော့အင်းမြိုင်အင်ဒရီမှာ Sustainable Fashion Design နဲ့ Graduate ဖြစ်တာအကြောင်းသူပါ။အားလုံးမင်္ဂလာပါညီမကတော့အဲမင်းမြတ်မိုးပါအဲ IMS Milano Statale မှာဖက်စီယာတက်နေပါတယ်။ အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့ဝိညာဏပါအမလည်း IMS Milano Sada လေးမှာစေတောင်းပထမနှစ်တက်နေတာပါအလုံးဝမြင်တဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့ဂုဏ်ယူရတဲ့အကြောင်းသူလေးတွေပါသူတို့တွေနဲ့တချို့တွေကဒီမှာ scholar နဲ့ scholar တွေရထားပြီးတော့တက်နေတာဖြစ်တဲ့အတွက်ဒီသူတို့ဒီပေါ်တော့ဒီ ICF ဒီ former အကြောင်းသူလေးလေးကိုအချက်ကိုအချိန်ပေးပြီးတော့လည်းတကူတကသူတို့လာတွေ့ကြတာပါနော်အဲ့ခါကျတော့သူတို့အနေနဲ့သူတို့ရဲ့ဒီ accomplishment လေးတွေကိုအရင်နားထောင်ကြည့်အောင်နော် အရင်ဆုံးမီလန်ဟာအီတလီနိုင်ငံကိုရောက်ပြီးတော့ဘာမှမဖောင်ဒေးရှင်းတက်တယ်ပေါ့နော်ဖောင်ဒေးရှင်းတက်ပြီးတော့ဒီအစေချောင်းတက်ချင်တဲ့အတွက် IMS ဆွဲဆောင်မှုပွဲကိုဖြေခဲ့တယ်အိမ်မှာ University of Milan ကအမှတ်အများဆုံးပေါ့အဲကြောင့်ဝင်ခွင့်ရခဲ့တယ်ဒါကတော့ဒီနိုင်ငံမှာ accomplishment တစ်ခုပေါ့နော် congratulations อืมอิตาลีလာတဲ့ရည်ရချက်ကိုအစေချောင်းတက်ချင်တာဖြစ်တဲ့အတွက်ဒီနေ့ accomplish ကတော့ IMS မှာဝင်ခွင့်ရခဲ့တာပေါ့နော်အမ်အချင်းကြီးပါ အာညီမရဲ့ accomplishment ကတော့ဒီကြောင်တက်နေတော့မကြောင်ကနေပြီးတော့လုပ်ပေးခဲ့ဒီ fashion show မှာ fashion designer အနေနဲ့ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ညီမလည်း share ပြောရဲအမတွေလိုပါပဲ။ဒီ IMS မှာအဝင်ခွင့်ရခဲ့တာကညီမရဲ့ accomplishment ဖြစ်ပါတယ်။ ဟုတ်ကဲ့အမအမလည်းတူတူပါပဲအမကအီတလီ2023မှာ Rome က topic ကဒါမှ foundation program စတက်ခဲ့တယ်ပြီးတော့2024 IMS မှာဖြည့်ခဲ့ပြီးတော့အခု IMS မှာဝင်ခွင့်ရတာဖြစ်ပါတယ်အဲ့ဒါအမကလည်းစီရောက်တက်ချင်တာဖြစ်တဲ့အတွက်ဒီဒီနှစ် accomplishment ဖြစ်ပါတယ်အဲ့တော့အခုကလေးတွေအနေနဲ့ပေါ့နော်အခုလိုမျိုး accomplishment အကြီးနဲ့အောင်မြင်ပြီးတော့အီတလီကိုရောက်နေတဲ့အချိန်မှာအီတလီကိုနောင်ရမယ့်အတွက် Father Stay အတွက်လာမယ့်ကလေးအတွက်ကိုအတန်မိုးရှိတဲ့စကားလေးတစ်ခွန်းလောက်တော့အတန်ပေးစကားလေးတစ်ခွန်းလောက်တော့ခြေကတော့ကလေးတွေကိုကြားစေချင်ပါတယ်အဲ့ဒါကြောင့် င်မလို့သူတို့အနေနဲ့ကလေးတွေကိုပေါ့နော်အခုနောက်လာမယ့်ကလေးတွေကိုယ့်ရဲ့ junior လေးတွေကိုဘယ်လိုမျိုးမျိုးအကြံလေးတစ်ခုလောက်ပေးကြပါနော်အာအီတလီနိုင်ငံကဒီကအရင်အဆင်ပြေပေါ့နော် lifestyle လည်းတကယ်မြင့်နေအဲအကြောင်းမလို့အားလုံးကိုဖြစ်နိုင်စူးစမ်းပြီးတော့လာစီချင်ပါတယ်နောက်ပြီးတော့ဒီရောက်ခဲ့လို့ဒီရောက်ရောက်နေလို့ရှင်လဲဆက်စာတွေများများလုပ်ဖို့ပြောချင်ပါတယ်အားလုံး အဓိကမှကျွန်တော်တို့ပေါ့နော်ရာသီဥတုရောဘာအပြောင်းလဲဖြစ်တဲ့အတွက်စိတ်ရောလူရောပြင်ဆင်လာတာကောင်းပါတယ်ပြီးတော့အီတလီမှာ challenge ဖြစ်တဲ့နောက်တစ်ခုကနေရာထိုင်ခြင်းကိစ္စပေါ့နော်အိမ်နေငားတဲ့ခါမှာလဲတခြားကိယူဒီဇိုင်းနဲ့ငားကြဖို့အင်စာချုပ်တွေကိုလဲတခြားကြည့်ကြဖို့ recommend ပေးပါတယ်အဓိက challenge ဖြစ်တာကတော့အဲ့ဒါကြီးပဲဆိုတော့ထင်ပါတယ်အဲ challenges ကတော့ညီမအခုအလုရှာနေတဲ့ကာလဆိုတော့ဒီအလုခွင်မှာ interview တော့ဖြစ်တဲ့အခါမှာတို့ဒီ euro ကနေပေါ့ဒီလူငယ်ပေါင်းစုံလာ interview ရဲ့အခါမှာပေါ့နော်တို့အနေနဲ့ဒီ skill in set ဆိုရင်ဒီ languages တွေကိုအနည်းဆုံး၃ခုလောက်ထိပြောနိုင်ကြရေပေါ့နော်အဲ့တော့ကိုကဒီမီဒီအီတလီကိုမလာခင်ဒီအီတလီစကားကိုကောက်ကောက်အာပြင်ဆင်ပြီးတော့လာတဲ့နဲ့ပြီးတော့ပြောရတာ mentally အနေနဲ့လည်းအဲပြင်ဆင်ဖို့အတန်ပြီးကြပါတယ် အဟုတ်အအမအနေနဲ့အကြံပေးချင်တာကတော့အခုနောက်ပိုင်းကကြာတော့ဒီအီတလီကပညာရေးစနစ်ကအရန် ကလေးကြမှာနာမည်ကြီးလာတယ်ပြီးတော့အဓိကဆေးချောင်းပေါ့နော်အဓိကအဲ့ဒီ budget နဲ့တက်လို့ရတယ် scholarship ရတယ်နေစည်းစားစရိတ်ကမ်းပြီးရဆိုတော်တော်များယူချက်လာကြမှာပေါ့နော်ဒါပေမဲ့ဆေးချောင်းယူချက်မဲ့ဆိုရင်ညီမတွေညီမလေးတို့မောင်လေးတို့အနေနဲ့စဉ်းစားမှာနောက်6နှစ်ဆိုတဲ့ stress တန်ရှိတယ်သူများနိုင်ငံမှာရုံးကန့်ရမယ်သူများဘာသာစကားနဲ့သင်ရဘာသာစကားနဲ့ဆိုတာ english program တော့ english program ပဲပေါ့နော်ဒါပေမဲ့ဆေးရုံစဉ်းလို့ရှိရင် italian စကားလိုတဲ့အတွက် mentally အရာ physically အရာကိုသိချပြင်ဆင်ထားပြီးတော့လာတဲ့နယ်ပေါ့နော်ပြီးတော့ italian စကားကိုလည်းမလာခင်သိချ အဲပြင်ဆင်ပြီးတော့မှလာတင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီခြေချောင်းမှဆိုလို့ရှင်ဒုတိယတတိယနှစ်ကို B2 certificate ရှိပြီးတော့မှတက်လို့ရမှာဖြစ်တဲ့အတွက်အဲ့လိုမျိုးတေချာလေးပြင်ဆင်ပြီးတော့လာခဲ့ဖို့ပြောချင်ပါတယ်။ကဲကျေးဇူးတင်ပါတယ်။ တခုဒီမှာ challenging ဖြစ်တာကကြတော့ဒီနိုင်ငံ bureaucracy ပေါ့နော်သူက process တွေကတော်တော်လေးနေတယ်လို့ပြောလို့ရတယ်ပေါ့ညမတော့ကကြတော့ဒီ resident permit ကိုစရှောက်တာနေနောက်ထပ် appointment ကိုသူကအဲ့လို6လလောက်ကြာမှပေးတာဒါပေမဲ့လည်းညမတော့ကံကောင်းစွာနဲ့ပေါ့နော်ဒီ question တွေကိုပြန်ပြီးတော့ နည်းနည်းစူးစမ်းအထောက်ပြီးတော့ appointment ပြောင်းပြီးဖို့ပြောလို့အဲ့ဒါနည်းနည်းဆော့ပြီးတော့မှရခဲ့တယ်ပေါ့နော်အဲ့တော့အဲနောက်လာမကလေးလည်းဒါပေမဲ့နောက်ပိုင်းရောက်ရင်ကျတော့သူတို့မပြီးမပြောင်းပြီးတော့ဘူးလို့ကြားတယ်ပေါ့နော်အဲ့တော့အဲဒီကြောင်းလျှောက်တဲ့အခါမှာတော့ကြောင်းပြောင်းလာတော့အဲ့လိုမျိုးမှာဒုက္ခရောက်နေကြတဲ့ကလေးလည်းရှိရဲ့ပေါ့အဲ့တော့အဲဒီ တခုမှကျွန်တော်ကတော့ရောက်တာနဲ့ဒီ resident permit ကိစ္စကိုစောစောလေးလောက်ကြဖို့မှာကျင်ပါတယ်ခုလိုမျိုးတမို့ရှိရဲစကားလေးတွေကိုလာမဲ့ junior လေးတွေအတွက်ကိုတည်တည်ထချာလေးစဉ်းစားပြီးပြပြပေးတဲ့အတွက်ကျေးအများကြီးကျေးဇူးတင်ပါတယ်ကလေးတွေကိုစားသူတို့လည်းပဲခက်တဲ့ link ကြီးပေါ့နော်ပညာရေး link ကြီးတရားဖြန့်ဖြူပြီးတော့လူချင်းနာတွေကိုအမြန်ဆုံးရပါစေလို့ကျေးဇူးတောင်းပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်ချိန်ပေးတဲ့အတွက်အားလုံးပဲဒူအောင်မွားနေနှုတ်ဆက်လိုက်ပါတယ်နော်ချောင်း